BRT လိုက်ရင်မောင်းနေနဲ့စီမံခံခဲ့သူတွေကြာအဆင်မပြေမှုတွေရှိနေတာကြောင့်ရင်မောင်းတွေကဆန္ဒဖော်ထုတ်တဲ့အနေနဲ့ကားမထွက်လို့ဒီကနေ့ BRT လိုက်တွေလမ်းပေါ်မှာမရှိဘူးလို့သတင်းရရှိပါရတယ်။ နေကြီးရက်ကြီးတွေမှာနားရခံစား권အပြေဝါမရရှိတာကြောင့်ဆိုပြီးရင်မောင်းတွေကကာဝန်ထဲမှာထိုင်နေခြင်းအပြင်ဆန္ဒဖော်ထုတ်ခဲ့တာဖြစ်ပါတယ်။ VRD လိုက်ရင်လိုက်မှာစုစုပေါင်းကားစီးရေ60ကျော်ရှိတဲ့အနေနဲ့ဒီကနေ့နှစ်စီးပဲပြည့်စွဲတယ်လို့သိရပါတယ်။ရင်မောင်းတွေကတော့နောက်နေ့အတွက်သေချာမသိသေးဘူးလို့ပြောပါတယ်။ VRD လိုက်စီမံခန့်ခွဲသူတွေကတော့ဘုတ်ဖွဲ့စီမှာဒီကိစ္စကိုတင်ပြသွားမယ်ကြောင်းပြောကြားထားပါတယ်။ကျွန်တော်တို့အလုတ်တရက်ပြက်လို့ရှိရင်းနဲ့ကျွန်တော်တို့လာတာ3သိန်းဆိုပြီးတော့တတ်မှတ်ပေးရပါတယ်။အဲထမင်းတက်နဲ့ကြီးပါတယ်။ အဲအဲ့ချိန်မှာသူတို့ကကျွန်တော်တို့ဒီလာတာ၃သိန်းပေးရတဲ့ပေးရတယ်အလုတ်တရက်ပြက်လို့ရှိရင်သူတို့က2ပေါင်း2ပေါင်းနဲ့3တောင်း2ပေါင်းနဲ့3တောင်းတရက်ဖြတ်ပါတယ်နောက်တရက်ထပ်ပြက်လို့ရှိရင်8000တိုးပြီးတော့3000နဲ့1000တိဖြတ်ပါတယ်အဲအဲ့ဟာဆိုလို့ရှိရင်ဒီလိုမျိုးကျွန်တော်တို့တွေရဲ့လိုအပ်ချက်ကဘာလဲဆိုဒီလိုမျိုးဖြတ်လို့ရှိရင်ကုမ္ပဏီစင်းမြင်းစည်းကမ်းနဲ့ဒီလိုမျိုးဖြတ်လို့ရှိရင်ကျွန်တော်တို့ရဲ့ရပိုင်ဝင်တွေဖြစ်တဲ့ကျွန်တော်တို့ gazette holiday ဒီမှာကျွန်တော်တို့ဒီမောင်းမေးရတာတွေကျွန်တော်တို့ဒီနားရက်တနင်္ဂနွေနေ့မှာကျွန်တော်တို့မောင်းမေးရတာတွေဒီလိုမောင်းမေးရတဲ့ဟာတွေကိုကြတော့ကျွန်တော်တို့ဘယ်လိုမျိုးပြန်ပေးမှလဲဆိုရင်အချက်တွေကိုလိုချင်လို့ကျွန်တော်တို့ကဒီနေ့ဒီလိုမျိုးဒါညီကိုတွေအကုန်လုံးကစီယုံးစရာမလိုဘဲနဲ့သူ့အောင်နဲ့သူခံစားချက်တွေပြင်းပြီးတော့အခုလိုမျိုးဖြစ်သွားတာပါဒီကအချက်ကတော့ဗျာသူတို့ကုမ္ပဏီစီမင်းစည်းကမ်းနဲ့အရေးယူရဆိုလို့ရှိရင်ကုမ္ပဏီစီမင်းစည်းကမ်းအတိုင်းပဲကျွန်တော်တို့ပြန်လဲပြီးတော့ အခွင့်အရေးတွေကိုပြန်ပေးပါအခုကကုမ္ပဏီစီးမင်းစည်းကမ်းတိုင်းအရေးယူတယ်ကုမ္ပဏီစီးမင်းစည်းကမ်းတိုင်းကျတော့ပြီးပိုင်ခွင့်ကျတော့တို့ကလုံးဝမပေးပါဘူးအဲ့ဒီအတွက်ကိုကျွန်တော်တို့တွေကဒါတင်ပြပြီးတောင်းဆိုတာဖြစ်ပါတယ်